အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီတစ်ခါတင်ပြဆွေးနွေးသွားမှာကတော့တရုတ်နိုင်ငံအစုရကဂျားဖြတ်ဂိုင်းတွေနဲ့ပူးပေါင်းပြီးမှမြန်မာနိုင်ငံကိုဘလူနီးနဲ့ဖျက်ဆီးခဲ့တာလေမြန်မာနိုင်ငံကိုကဘာမှာလုံးဝနာမည်ပြတ်အောင်ဘလူပုံစံနဲ့လုတ်ခဲ့တာလေဆိုတာကိုကျွန်တော်တို့စနစ်တကျ step by step တိုင်ပြီးဆွေးနွေးပြောပြသွားမှာဖြစ်ပါတယ်ပေါ့ တော့ကျွန်တော်ကအစူရအနေနဲ့မြန်မာနိုင်ငံကိုဘယ်လိုဖြတ်စည်းသွားခဲ့တာလဲနံပါတ်1ဒုတိယအနေနဲ့တရုတ်ရဲ့ဂိုင်းသမားတွေလူစုသမားတွေကတော့မြန်မာနိုင်ငံကိုလာပြီးမှဘယ်လိုဖြစ်စည်းသွားခဲ့တာလဲเนาะကျွန်တော်တို့ကိုကျွန်တော်တို့မြန်မာနိုင်ငံကိုတရုတ်အစူရတခုသေးတာဒုက္ခပေးတာမဟုတ်ဘူးเนาะတရုတ်လူမျိုးတွေလူစုတွေကသာလာပြီးမှဒုက္ခပေးနေတာဒါတွေအားလုံးကိုကျွန်တော်ကဒီဆက်ဆွေးနွေးတော့မှာဖြစ်ပါတယ် ကျွန်တော်တို့ရဲ့ topic လေးကိုသဘောကျတယ်ဆိုတော့ဘုရားတို့ကျေးဇူးပြုပြီးတော့ဒီကိစ္စကို share ပေးကြပါ များများသိအောင်လည်းပြောပေးကြပါပေါ့နော်ဆိုတော့ကျွန်တော်အရင်ဆုံး Facebook တို့မှာတခြားနေရာတို့မှာအရင်ဆုံးသွား share ကြည့်ဦးမယ်ပေါ့နော် so please share ကြပါအခုကျွန်တော်ရဲ့ YouTube channel လေးကမြန်မာနိုင်ငံအကြောင်းတိတက်ပြောနေတဲ့ YouTube channel လေးတစ်ခုပါဘာဖြစ်လို့လဲဆိုတော့ ်ချန်နယ် channel တွင်ကကပ္ပသတင်းတွင်လည်းပဲတိုင်းပြည်ဆွေးနွေးတာပုံများတယ်ကပ္ပသတင်းကကပ္ပသတင်းတက်သတင်းတက်တင်ပြတာပုံကောင်းတယ်ပေါ့အကုန်လုံးရုံးတော့ပြီးမှပြောပြတာတိတ်အစီမပြီးဘူးပေါ့နော်တချို့ပရိသတ်တွေကကပ္ပသတင်းလို့စိတ်မဝင်စားဘူးမြန်မာသတင်းနဲ့ပတ်သက်ပြီးမှပဲစိတ်ဝင်စားတာပူရှိတယ်ဆိုတော့ဒီတစ်ခါကတော့မြန်မာအကြောင်းပဲဆွေးနွေးတော့မှာပါဆိုတော့မြန်မာအကြောင်းစိတ်ဝင်စားတယ်လေ့လာချင်တယ်ဆိုတော့ကျွန်တော်ရဲ့ YouTube ကို subscribe လုပ်ပေးချင်အပ်အပ်လို့ရပါတယ်ကြည့်တော့ဆိုတော့ ကျွန်တော်တို့တရုတ်အစုအယကမြန်မာနိုင်ငံကိုဘယ်လိုဖျက်ဆီးခဲ့တာလဲဆိုတော့ကိုကျွန်တော်ချပြမယ်အရင်တုန်းကလည်းကျွန်တော်ချပြပြီးပြီး အခုကလည်းပြန်ချပြမယ်ပေါ့နော်တရုတ်အစုအယကတာမကတရုတ်အစုအယတာမကနော်တရုတ်လူမျိုးတွေကပါအခုကျွန်တော်တို့ရဲ့မြန်မာနိုင်ငံကိုကဘာမာနာမည်ပြတ်အောင်ပုံရိပ်ကြီးကိုလောဝတက်ကုန်ကုန်ကုန်တိတ်ခါကြောင်းခွေးဘဝအထီး လုတ်ပေးတဲ့လူတွေကတရုတ်နဲ့တရုတ်လူမျိုးတွေပဲပထမအဆုံးပြောပြမယ်တရုတ်ရဲ့အစုရမြန်မာနိုင်ငံရဲ့တဘာဝအရင်မြင့်တွေကိုဘယ်လိုထိန်းချုပ်တာလဲဆိုတော့ကျွန်တော်ပြောပြမယ်ကချင်ပြည်နယ်ကိုသွားကြည့်ပါမင်းဆုံရှမ်းပြည်နယ်သွားကြည့်ပါအခုမေရှားတတုဒူးတဲ့နေရာတွင်ရခိုင်သွားကြည့်ပါတရုတ်ရဲ့ company တွေအကုန်လုံးရှိနေတယ်မှာတတုတွင်ဒူးတယ်ရွှေတွင်ဒူးတယ် ဂျက်ဒွင်တူတယ်ဒန်ငွေရင်းကုံယူသွားတယ်မေရှာတတူတွေစတဲ့ပြအကုန်လုံးကျွန်တော်တို့နိုင်ငံမှာရှိနေအရင်မြင့်တွေကိုမတရားထူဖော်တာเนาะတယောက်ကဒါကအစုရလို့ရက်လုံးဝကိုမညာမတာဘင်းနဲ့အသူများနိုင်ငံပဲဆိုပြီးမှစီကမရှိဘာမရှိနဲ့အကုန်လုံးအခုကျွန်တော်ပြောနေတဲ့တယံဇာရအားလုံးကိုတယောက်ကကြမ်းကြမ်းတမ်းမတရားထူဖော်ခဲ့တာ တစ်ဖက်မှာလည်းဒါရီကိုကချင်းတွင်ကိုလည်းအပစ်တင်ရမှာရှမ်းတွင်ကိုလည်းပစ်တင်ရမှာရခိုင်တွင်လည်းပစ်တင်ရမှာဆိုတော့ကိစ္စလည်းရှိသေးတယ်ဘာဖြစ်လို့လဲဆိုတော့သူတို့ကလည်းအဲ့ဒီသူတို့မှာရှိနေတဲ့ဇန်ရရတွေကရခိုင်ကမပိုင်ပြန်မှုဖြစ်နေတယ်ကချင်းကမပိုင်ဘူးရှမ်းကမပိုင်ဘူးအစုရကပဲထိန်းချုပ်နေတယ်ဆိုတော့ရခိုင်ကူတော့ပြီးမှပစ်တင်လို့မရဘူးကချင်းကူတော့ပြီးမှပစ်တင်လို့မရဘူးရှမ်းကူတော့ပြီးမှပစ်တင်လို့မရဘူး ။ဆိုမစ်တရုတ်အစူရနဲ့မြန်အောင်လားအစူရကလက်တွဲပြီးမှလှုပ်ထားတဲ့ကိစ္စတွေဖြစ်နေတယ်။ဆိုတရုတ်အစူရကဘလူနီးနဲ့ကျွန်တော်တို့မြန်မာမြန်မာနိုင်ငံကိုဖျက်ဆီးအောင်လုပ်ခဲ့တယ်ဆိုတော့နံပါတ်1နော်ခုနဆိုတော့မြန်မာနိုင်ငံမှာအစီအမံကိန်းတွေအများအပြားရှိနေတယ်။မြန်မာအစူရနဲ့ထိန်းချုပ်ခွင့်မြန်မာအစူရကတော့မှထိန်းချုပ်ခွင့်နေပြီးမှအကျုပ်အမြတ်ကူးစေရခိုင်တော့ကိုတရုတ်ဖက်ကယူသွားတာနော်ဗောရာတို့ကဘာတရင်ကိုတော့ဖတ်ကြည့်ပါ ကပ္ပသတင်းတွေရင်တင်ပြချက်ရမှာအဲ့ဒီလိုပဲတရုတ်ကလာပြီးမှကျွန်တော်တို့ပြည်နိုင်ငံကိုမေမေရှားတတုနော်ဒန်ဝေးကက်ရွှေတတုအကုန်လုံးကထူးပေါ်ပြီးမှမြန်မာအစိုးရကထိန်ချုပ်မှုနည်းနည်းပါပါလေးပဲရှိတယ်အဲ့ဒီအချူအမြက်ကူးစီရခိုင်တော့ကိုတရုတ်ကအကုန်လုံးယူသွားတာဒါကအစိုးရကကျွန်တော်တို့ရဲ့နိုင်ငံကိုဖြစ်စည်းပုံနံပါတ်1ပြောပြတာပေါ်ပြတာနော် ဥပမာကချင်တို့ရှမ်းတို့မှာသွားကြည့်ပါအဲ့ဒီမေရှားတတုနဲ့ပတ်သက်ပြီးမှတရုတ်ကပဲအကုန်လုံးယူသွားတာနော်ကချင်တွေကထိန်းချုပ်ဖို့ရှိလားမရှိဘူးအချို့အမြဲဘသူယူသွားလဲတရုတ်ကပဲအကုန်လုံးယူသွားတာနော်ဥပမာပြောပြတာအဲ့လူနီးနဲ့ပဲမြန်မာနိုင်ငံမှာရှိနေတဲ့ project တို့များများကလည်းတရုတ်ကအဲ့လိုပဲအကုန်လုံးယူသွားတာရခိုင်ကြည့်ပါရခိုင်မှာ China နဲ့မြန်မာ gas pipeline project တွေရှိနေတယ် ချိုင်းနားနဲ့မြန်မာ gas pipeline ကခမရိုးရခိုင်ကထိန်းချုပ်ထားတာမထိန်းချုပ်ဘူးတရုတ်ကပြအကုန်လုံးအကျူးနဲ့ယူသွားတာဒါကိုဥပမာပြောပြတာတရုတ်ကမြန်မာနိုင်ငံကိုဘယ်လိုဖျက်ဆီးခဲ့တာလဲအစူရကနော်နောက်ပိုင်းမှာတရုတ်ရဲ့လူစုရင်းကမြန်မာနိုင်ငံကိုဘယ်လိုဖျက်ဆီးခဲ့တာလဲပြန်ပြောဖို့မယ်နံပါတ်1နံပါတ်2တဘာဝပဲ့ဝန်းကျင်ကိုအစူရကတရုတ် အစူရကအကုန်လုံးဖျက်ဆီးခဲ့တာပေါ်လာတော့ ကျွန်တော်မြန်မာနိုင်ငံမှာလုံးဝတိုးတောင်နေမိမိရန်ကောင်းတဲ့နေမိတွေဖြစ်တယ်။တရုတ်ကုမ္ပဏီတွေကလာပြီးမှတတူတွေကိုထုဖော်တဲ့အခါဘလူးလောက်ခဲ့တယ်ဆိုတော့မြင့်တွေမြင့်ရင်ညစ်တွေထွက်လာတယ်။ Water pollution လို့ကျွန်တော်ခေါ်နေတဲ့ဥစ္စာပြီးတော့မြင့်ညစ်တွေကျွန်တော်မြင့်တွေကမကောင်းတော့ဘူး။မြင့်တွေကညစ်ပတ်လာတယ်။မြင့်ညစ်တွေထွက်လာတယ်။တိုးတွေနဲ့ပြတ်တယ်။သရီးဆန်တွေနဲ့တည်တယ်။ကျွန်တော်ရှူနေတဲ့လေတော်မှာ air pollution ဖြစ်လာတယ်ဒေသခံတွေနော်ဒေသခံတွေမူးယစ်အတွက်ပြဿနာဖြစ်ပြီးဆက်ပြောရည်တွေမအောင်မတော့ဖြစ်နေတယ်ဒါကတရုတ်အစုအယကမြန်မာနိုင်ငံကိုဖြစ်စည်းပုံဖြစ်စည်းရောက်ကိုဘရစ်တက်တို့နားလေအောင်ရှင်းပြတာအခြေခံ basic level ရှင်းပြတာကျေးဇူးပြုပြီးတော့ share ပေးကြပါကျွန်တော်ရဲ့ YouTube ကိုဒီကျွန်တော်ရဲ့ video လေးကိုပေါ့တော့ခူးယူပြီးမှ TikTok တို့ပါကြရတော့မှမတင်ပေးပါနဲ့တောင်းဆိုချင်ပါတယ် တရုတ်နိုင်ငံ company တွင်ကအဲ့လိုကျွန်တော်တို့ရေမေကိုမေရှာတူကုန်လုံးဖြစ်စီပလိုက်တာကျွန်တော်တို့ရေမေရေကုန်လုံးဖြစ်စီပြီးမှဒေတာခံပီတူလူထုတွင်တော့မှအစ်စ်ပြောရေးတွင်ကိုမအောင်နေမအောင်မနိုင်တဲ့အထိဖြစ်လာတယ်တိုးတွင်ပြက်ပြီးမှတရိဆောင်တွင်တော့မှရှားပါတဲ့တရိဆောင်ဖြစ်လာကြတယ်တရိဆောင်တွင်တော့မှနေဆရာမရှိတဲ့အထိဖြစ်လာတယ်ပဲဝန်ချကုန်လုံးတပါဝပြဝန်ချဖြစ်စီခဲ့တာတော့ကြာကျွန်တော်တို့ရှိသည်မြောက်ငွေရွှေဒိုင်မွန်း မေရှတတုဖြစ်ရှိတဲ့တဘာဝပိုင်ဝင်ခြင်းဖြစ်ရှိတဲ့ဂျန်နာရှိသေးတယ်မြန်မာပြည်သူအတွက်အကျိုးရှိလားတရုတ်ရဲ့စီမံကိန်းတွေအတွက်လုံးဝမရှိဘူးပေါ်တော့မင်းဆုံကချင်ပြည်နယ်ရဲ့မင်းဆုံတောင်ဘက်မှာ project တွေအများကြီးရှိတယ်တရုတ်အတွက်ချက်စစ်ပေးဖူစုပြီးမှလုပ်နေတယ်မြန်မာနိုင်ငံကိုတွားကြည့်ပါအခုလက်စစ်မီးလာလာပေါ်တော့ကျွန်တော်တို့နိုင်ငံကလက်စစ်တွေအများကြီးထွက်နိုင်ပါတယ် 24 hour မီးလိုင်းနိုင်တဲ့အခြေရှိရှိပါတယ်ကျွန်တော်နိုင်ငံကဒါမဲ့အခုကျွန်တော်တို့မြန်မာနိုင်ငံကိုကြည်ပါကြည်ပါမီးလာလားခင်ဗျားတို့မမကချင်းချင်းခရန်မွန်ရှန်အကုန်လုံးခင်ဗျားတို့နေမှာမီးပြီလားရန်ကုန်မှာလေတော့မှမီးမလာတော့ဘူးတရုတ်တရုတ်ရဲ့စီမိုင်းကင်းတို့မြန်မာပြည်သူတို့အကျိုးရှိလားပြန်မင်းကိုကိုကိုပြန်မင်းဟိုရောအခုက တရုတ်ကလုပ်နေတယ်ကျွန်တော်တို့မစ်ဆုံကိုတူပြီးမှမီးလို့မယ်ဘာငယ်လို့ပေးမယ်ဟိုဘက်မှာလေ guest လို့ပြီးမှအာဘာမှအကျူးမရှိဘူးတရုတ်အတွက်အကုန်လုံးယူသွားတာဆိုတော့အထက်ကလူကြီးတွေဟောတကြီးကိုရိုနီတမားတွေအထက်ကလူကြီးတွေအနည်းစုပဲခံစားရတယ်မြန်ရရပျော်ရှင်နေပြောရမယ်စစ်တပ်ကအထက်ရာရှိတွေကပဲအကျူးခံစားရတယ်မြန်မာနိုင်ငံမှာသံရရအပေါ် တဇံရာရတဲ့အပေါ်များနေပေမဲ့ပြည်သူတို့ဘာအကျူးမှမရှိဘူး။ဒါကလည်းကျွန်တော်တို့မြန်မာနိုင်ငံကိုတရုတ်ကဘယ်လိုဖြစ်စည်းခဲ့တယ်ဆိုတာလာပြီးမှတော့ဟွာလို့ဒီဟာလို့ဖြစ်ပေမဲ့ပြည်သူအကျူးအတွက်ဘာမှမရှိနံပါတ်3နံပါတ်4သွားရောက်မယ်။နံပါတ်4ကတရုတ်ရဲ့ရင်းနှီးမြှုပ်နှံမှုကမြန်မာစီးပွားရေးကိုထိန်းချုပ်တာနော်။တရုတ်ကမြန်မာနိုင်ငံတွေကိုမလဲစီးပိတ်လိုက်လမ်းကြောင်းပိတ်လိုက်စိတ်ကမ်းပိတ်လိုက်လုပ်နေတယ် ကျွန်တော်တို့နိုင်ငံကိုတရုတ်ရဲ့အုပ်ချုပ်မှုအောက်ထဲမှာကြားရောက်နေပြီးပေါ်တော့တရုတ်ကအကုန်လုံးကိုပိုင်ပြီးမှထိန်းနေတာမြန်မာနိုင်ငံရဲ့စီးပွားရေးတွေကိုအဲ့ဒီလူနဲ့ကျွန်တော်တို့မြန်မာနိုင်ငံကတရုတ်အပေါ်အပိအမိခူးကြတာပေါ့တရုတ်ကသဘောမချဘူးဆိုဟိုလမ်းပိတ်မယ်ဒီလမ်းကြောင်းပိတ်မယ်ဒီစိတ်ကပိတ်မယ်မြန်မာတွေကဘာမှလုပ်လို့မရတော့ဘူးနော်တရုတ်အစိုးရကဘလောက်ထိညစ်ပတ်ပြီးမှ မြန်မာစီးပွားရေးကိုထိန်းချုပ်ထားတယ်ဆိုတော့ခင်ဗျားတို့သိပြီလားဒါ number 4 number 5ဆီအနာရှင်နဲ့ပူပေါင်းပြီးမှတော်လှန်ရေးတွေကိုလှုပ်တာတော့ဒါကတော့တိတ်မြန်မြန်ပြောမှာမဟုတ်ဘူးအားလုံးဒေါသတွေနဲ့ထွက်သွားမှာဆိုတော့အလကားဟိုဟိုဟိုစကားများဒီစကားများပဲဖြစ်ပါလိမ့်မယ်တော်လှန်ရေးတော်လှန်ရေးမှာတရုတ်ကဘလောက်ထိဝင်ရှုပ်တာလဲအစူရအနေနဲ့ပြောသေးတာနော်အခုကျွန်တော်ပြောသည်မြတ်အရာအားလုံးကအစူရကမြန်မာနိုင်ငံကိုဘလို့ဖြစ်စည်းခဲ့တာလဲတရုတ်အစူရကအဲ့ဒါကိုပြောပြတာပါ နောက်ကြမှာတရုတ်လူစုရင်းကမြန်မာနိုင်ငံကိုဘယ်လိုဖြစ်စီခဲ့တယ်ပြန်ပြောအောင်မယ်နံပါတ်6တရုတ်နိုင်ငံရဲ့လူတွေကိုလာပြီးမှ online scam လာလို့နေကြတာဒါကတော့နောက်မှကျွန်တော်ရှင်းပြမယ်နံပါတ်9ကလူကုန်ကူးမှုနဲ့လင်းပြုတ်လင်းလင်းပြုတ်ပြေးကိစ္စမှာလေပြုတ်ဖွဲ့တွေဖြစ်နေတယ်မူဆေတို့လောက်ကင်တို့မှာလူတွေကိုဖမ်းပြီးမှလို့ဒါပေမဲ့သူတွေလည်းတရုတ်တွေကပဲဖြစ်စီနေတာဆိုတော့ကျွန်တော်ရဲ့ တဘာဝဇံယာရတွင်စီပွားရေးတွင်လူနေမှုအဆင့်တန်းတွင် အကုန်လုံးကိုဖြစ်စည်းတာကတရုတ်ပဲပေါ်တာတော့ဒါကြောင့်ခမည်းတော်ကျွန်တော်တို့ကဒီကိစ္စကိုတရားရခိုင်တို့မှတရားရခိုင်တို့နားလေတင့်နေပြီကဲဒါဆိုတော့တရုတ်တရုတ်ရဲ့မွေးစည်းဝဂိုင်းသမားတွေကတရုတ်လူမျိုးတွေကကျွန်တော်မြန်မာနိုင်ငံကိုဘယ်လိုမင်းလာလဲ ဘယ်လိုဖြစ်စည်းတာလဲကြည့်အောင်ကဲအစူရကဖြစ်စည်းပုံဖြစ်စည်းရာကိုကျွန်တော်ပြောပြပြီနော်တစ်ချက်လောက်ဗီဒီယိုပြမယ်ပရိသတ်တို့ရှင်းပြီပြီလားတရုတ်အစူရကကျွန်တော်တို့နိုင်ငံကိုဘယ်လိုဖြစ်စည်းခဲ့လဲဆိုတာခင်ဗျားတို့ရှင်းပြီပြီနော်ဒီဒီဒီတစ်ခါလေးနားထောင်ကြည့် Sounds who are they Most of these scam companies in Southeast Asia are run by, you know, Chinese criminal groups. And as I mentioned, Myanmar has a been a hotbed of activity for this sort of scam centres within recent years. It's not just Myanmar, it's other countries like Cambodia as well. Um, and- no, cool. Uh, it's run by Chinese criminal group that is run by Chinese military group. အခုကဘာမှာကျွန်တော်တို့နာမည်ကျော်နေပြီ။ခင်ဗျားတို့ခုနတွေ့တဲ့အတိုင်းပါပဲ။တော့ကျွန်တော်တို့ကဘာဖြစ်လဲ စီကောင်စီက KK Park မှာသွားပြီးမှဗာလဲဘာလို့လုပ်ခဲ့လဲဆိုတော့ကြာဖြတ် guys တွေကိုလိုက်ဖမ်းနေတယ်အခုကတရုတ်အစိုးရကကျွန်တော်မြန်မာနိုင်ငံကိုဖြစ်စည်းုံတာမကဘူးတရုတ်ရဲ့လူစုတွေကလာပြီးမှကျွန်တော်ရဲ့မြန်မာနိုင်ငံကိုဖြစ်စည်းဖြစ်စည်းပလိုက်တာဒါဆိုတော့ကျွန်တော်တို့ကြည့်ကြည့်ရအောင်မြန်မာနိုင်ငံမှာလာပြီးမှ online scam factory တရုတ်လူမျိုးတွေကလာပြီးမှလေကဲခုနကအစုရပိုင်းပြောနေပြီအခုက criminal ပိုင်းပြောမယ်တရုတ်ရဲ့လူစုကိုင်းပြောမယ်အစုရနဲ့တရုတ်ရဲ့လူစုပူပေါင်းပြီးမှဘလောက်ထိတော်ကျွန်တော်တို့နိုင်ငံကိုခွေးဘဝဝက်ဘဝဖြစ်အောင်လုပ်သွားခဲ့တယ်ကြည့်ရှိအောင်အခုမြန်မာနိုင်ငံမှာ online scam factory ကိုစနစ်တကျကောင်းကောင်းလေးလုပ်ပြီးမှတရုတ်လူမျိုးတွေကလာပြီးမှနော်ဒီတရုတ်ညီလန်းကိုတုံးပြီးမှပဲမြန်မာနေဆက် online scam လို့ပြလိုက်တာမနေ့တနေ့ကဖြစ်ဖြစ်တဲ့လက်လက်ဆက်ဆက်လေးဥပမာဥပမာပြောပြတာ KK Park အကြောင်းကိုကြည့်ပါဦးဘီတူရင်းကလုတ်ခဲ့တာလေသူတို့က online လင်းလေမှုလို့ပြီးမှ gambling လုပ်တယ်လူကုန်ကုန်မှုတွေလုပ်နေတယ် link ပိုင်းဆိုင်ရာဖြိုပြမှုတွေလုပ်နေတယ် sex trafficking တွေလုပ်နေတယ်ဘလောက်ထိတောင်ကျွန်တော်နိုင်ငံမှာလာပြီးမှအတောင်းကျမ်းတာလဲ မြမမြမသူမြန်မာနိုင်ငံသားတားရင်ကအစ်စီပါကျွန်တော်တို့ကလူကောင်းတွေပါများသောဖြစ်တော့အစ်စီနေတယ်ကိုယ်နိုင်ငံပါကျွန်တော်တို့ကကိုယ်နိုင်ငံကိုမဖြစ်စည်းဘူးဖြစ်မအဲ့လိုပြောမယ်ဆိုရင်တော့ကျွန်တော်ဘယ်လိုပြောဘာပြောချင်တာလဲဆိုခင်ဗျားတို့တော့ပေါ့ပါပါကျွန်တော်တို့အဖြစ်စည်းရဖြစ်စည်းချောပြောမယ်ဆိုကျွန်တော်တို့လည်းပါပါတယ်ဒါမဲ့ကျွန်တော်ပြောပြတာနိုင်ငံတကာ level အစ်စီမှာကျွန်တော်တို့ကအဲ့လိုအချင်းမဖြစ်စည်းဘူးအခုတရုတ်တွင်ကလာပြီးမှပဲ လူရင်ကိုလင်လေပြီးမှပဲကဘာမှာနာမည်ချိုချအောင်လို့ပြလိုက်တာသူတို့ကအဲ့လိုမျိုးသားမဟုတ်ဘဲနဲ့သူတို့ဖန်ထားတဲ့လူရင်ကိုနော်ကျူးနဲ့ချီပြီးမှကွာဖန်ပြီးမှရိုက်တဆက်ထရာဖစ်ကင်းလို့နော်အဒွင်းကလေးစာကူပါထုတ်အလောင်းထီတောင်ဖြစ်လာတာလက်နက်တွေနဲ့အချမ်းဖက်မှုတွေနဲ့အချင်းချောက်မှုတွေနဲ့အလောက်ကိုအဒီနဲ့တမခိုင်းတာမျိုး အလိုမျိုးအလုပ်ချိလို့တာလားအခါကျတော့ကျွန်တော်တို့နိုင်ငံကိုဘာဖြစ်သွားလဲဆိုတော့မြန်မာနိုင်ငံကကဘာကြီးမှာမြန်မာနိုင်ငံရဲ့ပုံရိပ်ကစောက်ရမ်းတဲ့ခါကြလာတယ်။အော်မြန်မာမြန်မာဆိုရင်တော့အော်မြန်မာကတော့ရန်ကြောက်စရာကောင်းတယ်။တခူးတွေများကြည့်ရှိတဲ့နေရာ။ sex trafficking တွေများကြည့်ရှိတဲ့နေရာ။အလို့အတင်းအဓမ္မခိုင်းတဲ့နေရာ။ကဘာကြီးမှာကျွန်တော်တို့ကျွန်တော်တို့ရဲ့တိတ်ခါကြီးကတစ်ဆက်မကြံခွေးဘွားရောက်အောင် လုတ်ပေးတဲ့လုတ်တဲ့လူတွေကတယုတ်ကလူတွေတယုတ်ကလူတွေကိုလာပြီးမှပဲကျွန်တော်တို့နိုင်ငံကိုကပါမှာနာမည်ပြက်အောင်ကိုလုတ်တာအစုရကလာတယုတ်အစုရက လာပြီးမှမြန်မာနိုင်ငံကိုတလုံးမချမ်းဖြစ်စည်းခဲ့တယ်တယုတ်ကလူတွေကိုမြန်မာနိုင်ငံကလာပြီးမှကျွန်တော်တို့ရဲ့တိတ်ခါကိုတစ်ဆက်မချမ်းဖြစ်စည်းအောင်လုပ်ခဲ့တာစဉ်းစားကြည့်တယုတ်အစုရနဲ့တယုတ်လူမျိုးတွေရဲ့လုတ်ရပုံကိုစဉ်းစားကြည့်ဒါတွေအားလုံးကခမရတို့ ကောင်းကောင်းလေးနားလေတာတော့မတည်ဘူးပေါ့ကောင်းကောင်းလေးနားလေတာတော့မတည်ဘူးဒါပေမဲ့အခုက နားလေချိန်တန်ပြီပေါ့တော်ရဲ့ဆိုတော့လူကုန်ကုန်မှုတွေလိန်ရောင်းဝယ်မှုတွေလုံနေတယ်သူတို့ကလုံတာမလို့ယူတာမဟုတ်ဘူးမနစ်တနေ့ကကျွန်တော်တို့ပြောပြီးသားဘယ်လရပ်စ်အဆူရောမလေးတပ်ဖြတ်ပလိုက်ပြီးမှကလီစာထုတ်ပလိုက်တဲ့တရုတ်ရဲ့မင်းသားရင်းကိုတော့မြန်မာပြည်မှာရောင်းခိုင်းပလိုက်တဲ့စေချိုတဲ့ယူလေးရင်းကိုကြီးစားတဲ့ချင်းတွေ့ချင်းတွေ့ပြီးမှအလင်ခံပြီးမှမြန်မာပြည်မှာ ရောင်းပလိုက်တာစသဖြင့်ဖေ့စ်ပေါ်များစွာရှိတယ်။နောက်ပိုင်းမှာဘာဖြစ်သွားတာလဲဆိုတော့ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံကြီးလူဝင်မှုကြီးလူလူနေမှုဘဝကလည်းစစ်တမ်းတွေကျလာတယ်။ကျွန်တော်တို့ရဲ့ယဉ်ကျေးမှုကလည်းစစ်တမ်းတွေကျလာတယ်။နိုင်ငံရဲ့ကုန်သိက္ခာတွေကလည်းရဆံမရှိအောင်ကျလာတယ်။ဒါတော့မကဘူးကျွန်တော်တို့နိုင်ငံမှာ နေမေမလုံးခြုံတော့ဘူးဆိုတော့ကျွန်တော်တို့တဖြည်းဖြည်းကူတွေ့လက်တွေ့ရင်ဆိုင်ရလာတယ်။ ကျွန်တော်နိုင်ငံနေမီလုံးဝမလို့ခြုံတော့တာနေမီမလို့ခြုံတော့တဲ့ခါကျတော့ကျွန်တော်နိုင်ငံမှာယောဂါပေါင်းမျိုးစုံတွေတက်လာတယ်တရုတ်ကနော်နေနေမိတ်မှာအဲ့လိုမျိုးကျွန်တော်မြန်မာယူရီကိုချူဖောက်ပြီးမြန်မာရင်ကျင်းမှုတွေကိုအကုန်လုံးဖျက်ဆီးပြီးမှနေမီကိုမလို့ခြုံအောင်လုပ်အဲ့မှာပဲတော့ဒီပါတန်ထောင်လိုက်အရေးဆိုင်ထောင်လိုက်မာဆတ်ထောင်လိုက်မွေးစေဝါရောင်းလိုက်လူကုန်ကူမှုလုပ်လိုက် လုံးဝကိုနေမေလို့ဂျုံမရှိတော့အဲ့ဒီနေရာမှာဆိုရင်ယောဂါကပူစု AIDS ကပူများမျိုးမျိုးရှိလာတယ်အဆူဆုံးကကျွန်တော်တို့နိုင်ငံကြီးကနိုင်ငံတကနိုင်ငံတကာပေါ်မှာဖြစ်စီခဲ့ပြီနိုင်ငံတကာကကျွန်တော်တို့မြန်မာနိုင်ငံကိုဘယ်လိုမြင်လဲဆိုတော့မြန်မာနိုင်ငံကစီးရဲပြီးမှအရန်တိတ်ခါမရှိတဲ့အချင်းပြတ်တဲ့နိုင်ငံရေးဆိုပြီးမှမြင်လာကြတယ်ဒါရီအားလုံးကဘသူတွေရဲ့လုပ်ရက်တွေလဲ တရုတ်ရင်းရဲ့လုတ်ရက်မဟုတ်ဘူးဆိုရင်ဘသူရင်းရဲ့လုတ်ရက်လဲစဉ်းစားကြည့်ပန်တီ25 February တုန်းကတရုတ်နဲ့ထိုင်းနဲ့မြန်မာနဲ့ပူးပေါင်းပြီးမှပဲနေဆက်ရဲ့ငွေလင်ကိုင်းတွေကို ဖြုတ်ခွဲခဲ့တယ်အဲ့ဒီတုန်းကအဒီနဲ့ဓမ္မအလုတ်ခိုင်းတဲ့လူတွေ9000ကျော်ကြေတင်ခဲ့တာမှတ်မိသေးလား9000ကျော် ဲ့တော့မှသူတို့ရဲ့ခေချင်းစီကိုတူတခုပြီးတခုပြန်လိုက်ရမယ်ဆိုတော့လူတွေကနင်းပါးနေဆက်ခံပြီးမှအသက်ခံတဲ့လူတွေနဲ့များကြည့်ရှိခဲ့တယ်ကွာဒါရီအားလုံးကဘသူရဲ့လောက်ရတွင်လဲဘွာတော့ကျွန်တော်တို့နိုင်ငံမှာနော်တရုတ်နိုင်ငံတရုတ်နိုင်ငံလာပြီးမှရှိသမျှအကုန်လုံးယူသွားပြီးမှဖြစ်စည်းတယ်ပြည်သူလူထုရဲ့ဘဝကိုဖြစ်စည်းအောင်လုပ်တယ် အခုကတရုတ်လူမျိုးတွေကိုပိုင်လာပြီးမှကျွန်တော်တို့နိုင်ငံမှာလင်းဖြောဖီရဲ့ကိစ္စလို့လူကုန်ကူးမှုတွေလို့အမနော်ဒီအာ KK Park တို့မှာကိုကန်တို့မှာမူဆေတို့မှာလောက်ကိုင်တို့မှာအော် Cyber Crime ကအစရဇဝိမှုကအစပြီးနေတာပဲဒါတွေအားလုံးကတရုတ်ရဲ့လို့ဆောက်ချက်တွေအစူရပါဝင်ကွာသူတို့ရဲ့လူမျိုးတွေပါဝင်ကွာဒါတွေအားလုံးကတရုတ်ရဲ့လို့ဆောက်လို့ဆောက်ချက်တွေဒီကိစ္စနဲ့ပတ်သက်ပြီးမှကျွန်တော်တို့ဘယ်သူကိုပစ်သွားတိမှလဲ ဒါဆိုတော့ဘယ်သူကိုပြစ်သွားတယ်မှာလဲနော်သူတို့မဟုတ်ဘူးလို့ဘယ်သူကငင်းငင်းမှာလဲအာမဟုတ်ပါဘူးတရုတ်ကဘာမှမဆိုင်ဘူးဘယ်သူကပြောမှာလဲဆိုကျွန်တော်ပြောတာကနောက်ကျတာမနောက်ကျတာကပတ်ထားပေါ်တာ I don't care အခုကျွန်တော်ပြောလို့စာခမည်းတိတာတော့မတိဘူးအခုကျွန်တော်ချပြတဲ့ရအားလုံးကခမည်းတိမှလည်းမဟုတ်ပါဘူးဒါတွေအားလုံးကကျွန်တော်ကောင်းကောင်းစာတော့ဖတ်ပြီးမှပဲတိတာ ကိုကမှတော့ခောက်ပြီးမှ deployment တို့ router တို့ upper website ပေါင်းစုံဖတ်ပြီးမှတည်တာအခုကျွန်တော်ပြောတဲ့ခင်ဗျားနောက်ကြပြီလို့ပြောပြောလိုက်မယ်အခုကျွန်တော်ပြောတဲ့ချက်တွေထဲမှာခင်ဗျားမတည်တာအများကြီးရှိနေမယ်ဒါတွေအလုံးနော်ကပါလုံးဆိုင်ရာမှာတရုတ်နဲ့မြန်မာနိုင်ငံစလုံးအပေါ်မှာလည်းမကောင်းမီနေဥစ္စာတွေဖြစ်လာတယ်တကပါလုံးကပါလုံးဆိုင်ရာမှာအော်မြန်မာနဲ့တရုတ်ဆိုတာကဒီလိုပဲအဲမြန်မာတရုတ်ကကျွန်တော်တို့မြန်မာနိုင်ငံကိုအတုံးချယူမဲ့မိလာကြတယ်ဆိုတော့ကျွန်တော်တို့ကတရုတ်အောက်ခံနိုင်ငံပေါ့ဗျာပေါ်တော့ အဲ့ဒါကြောင့်ကျွန်တော်တို့မြန်မာနိုင်ငံနာမည်ဟာကဘာမှာပြတ်သွားတာအရင်စိတ်နာစရာကောင်းတယ်အဓိကစိတ်နာစရာအကောင်းဆုံးကမြန်မာပြည်သူတွေရဲ့အနာဂတ်ကိုဖျက်ဆီးခဲ့တာကျွန်တော်တို့မြန်မာပြည်သူတွေရဲ့အနာဂတ်တွေညှုံ့နှက်တွေအကုန်လုံးဘဝတွေဖျက်ဆီးခဲ့တယ်စီးပွားရေးတွေကလည်းချက်လူမှုလူမှုရေးတွေကလည်းပြက်လောက်ခတ်နေတဲ့လူငယ်တွေကလည်းအကုန်လုံးဖျက်ဆီးဟိုရောက်ဒီရောက်ကျွန်တော်တို့အမျိုးသမီးငယ်တွေကလည်းအကုန်လုံးပါ ဟောဖာရန်တို့ဒီဖာရန်တော်ဖြစ်နေကြတယ်မြန်မာမျိုးသမီးကိုပါအကုန်လုံးမောအပြစ်နေကြတယ်ဒါရင်အားလုံးကမြန်မာပြည်သူတွေရဲ့အနာကပ်ကိုတာကျွန်တော်တို့မျက်ရှိအောင်နားအောင်ကြီးမှာဖြစ်စည်းခံခဲ့ရပြုတ်ဝဲခံခဲ့ရတာကျွန်တော်တို့အိမ်မျက်ကြီးကိုလေခွဲခံခဲ့ရတာတရုတ်ရဲ့လုံရက်တွင်ကြောင်းမြန်မာပြည်သူတွေရဲ့မြုံလင်းချက်ကအကုန်လုံးပျောက်ကွယ်သွားတယ်ဒါပြိုးရည်တယ်ကျွန်တော်ပြိုးရည်တယ်အစူရက အကုန်လုံးကျွန်တော်တို့ရဲ့မြန်မာနိုင်ငံရှိပွဲရေးကိုပါထိန်းချုပ်လာတယ်။ကျွန်တော်တို့ရဲ့ environment တဘာဝပတ်ဝန်းကျင်ကိုဖျက်ဆီးပလိုက်တာ။မြန်မာနိုင်ငံမှာရှိတဲ့များအချို့အပြည့်အကုန်လုံးတရုတ်ကပြီးယူသွားတာ။ပြည်သူလူထုတွေကမရှိတယ်ဘာမှမရှိဘူး။နောက်ဆုံးကျတော့ကျွန်တော်တို့ဘဝကခွေးဘဝဖြစ်သွားပြီပေါ့။ဒါတော့မကဘူးသူတို့ဖက်ကတရုတ်ဖက်ကလူစုတွေများတွေမြန်မာနိုင်ငံမှာလာပြီးမှဟိုတောင်းချန်ဒီတောင်းချန်ဟိုလင်းလေမှုလို့ဒီလင်းလေမှုလို့ နော်ဒီဗါလေ sex trafficking လို့လူကုန်ကုန်မှုလို့ကျွန်တော်တို့ကပြောမပြောမှလာမဆန့်ကျင်တော့ဘူးလား I don't know guys မြန်မာနိုင်ငံမှာရှိနေတဲ့မြန်မာနိုင်ငံသူနိုင်ငံသားတွေကလည်းတခုခုလှုပ်ချိန်တန်နေပြီဒီတိုင်းဆက်လက်ပြစ်ကြည့်နေအောင်မှလာကျွန်တော်တို့နိုင်ငံကပါမှာ image ကုန်တဲ့ခါရပုံရိပ်အကုန်ဖျက်ဆီးနေပြီ လူငယ်ရင်းကလူငယ်ရင်းရဲ့ဘဝကလည်းဖြည့်ဆည်းနေပြီစီးပွားရေးကလည်းဖြည့်ဆည်းနေပြီလူမှုရေးလည်းပြတ်နေပြီဒါတွေအားလုံးကကျွန်တော်မြန်မာလူငယ်ရင်းကဒီတိုင်းမကြည့်ပါလားဆိုမြန်မာမြန်မာမြန်မာကလူငယ်တွေနှုတ်ထကြပါတော့ wake up wake up speak again china do something again china တရုတ်အစိုးရနဲ့အခုဆိုတော့ပူဆူးတာကတရုတ်အစိုးရနဲ့သူတို့နိုင်ငံမှာရှိနေတဲ့လူစုသမျှတွေကပူပေါင်းပြီးမှ ကျွန်တော်တို့နိုင်ငံကိုရရစရာမရှိတော့အောင်ကိုဖျက်ဆီးခဲ့တာမင်းတို့စိတ်မနာဘူးလားဘုရားတို့စိတ်မနာဘူးလားပေါ့ဆိုတော့ all right ပြောတာကရန်တော့အမေရိကအမေရိကအမေရိကဝင်ပါမယ်ချော့မနီအထားဖြစ်နေဘာမှမဆိုင်ဘူးအမေရိကနဲ့ဘာမှမဆိုင်ဘူးအခုကျွန်တော်တို့မြန်မာနိုင်ငံမှာပြည်နာတွေကချော့နဲ့ဘာမှမဆိုင်ဘူးဘုရားတို့ ကျွန်တော်တို့ကပဲတာဝန်ရှိတယ်အဲ့တော့ချီတော့ခမရတို့ငတုံးမလုပ်နဲ့ကျွန်တော်ပြောပြတာသူများကလာပြီးမှလုပ်ပေးမယ်ဟိုကလာပြီးမှလုပ်ပေးမယ်မလုပ်နဲ့ဒါတွေအားလုံးကမင်းတို့စောက်ဒေါသလို့မခေါ်ချင်ဘူးနော်ကိုပြဒနာကကိုဖြစ်ရှင်းရတယ်ကွာဘသူကလာပြီးမှဖြစ်ရှင်းပေးရတာလဲထရမ့်ကလာပြီးမှဖြစ်ရှင်းပေးရမယ်အချိန်တန်ပြီအဲ့ခွေးတော်စားပြီးမင်းတို့ကငါပြောနေတာကအလကားဖြစ်သွားတယ်ကွာအာချင်းချင်းပြောနေတာ အလောက်ထိတော့အချက်လက်တွေနဲ့ချပြမယ်ပြောနေမင်းတို့ကစောက်ဒေါသတွေကနားမနေသေးဘူးဖြစ်သေးတယ်။ဟာဟိုကောင်ကိုတန်းတားလိုက်ဒီကောင်ကိုတန်းတားလိုက်နဲ့ဒါကိုကျွန်တော်တို့တာဝန်ဖြစ်နေတယ်ကျွန်တော်တို့ကလုပ်ရမယ့်ကိစ္စဖြစ်နေတယ်ဘသူကလာပေးပြီးမှဖြစ်ရှင်းပြမှာမဟုတ်ဘူးအထူးသဖြင့်ဒီချားဖြန့်ကိုင်းသမားတွေကမြန်မာနိုင်ငံသားတွေကပဲဆက်ကြည့်ရမှာတရုတ်ကလာပြီးမှကဘာကဘာမှာပုံရက်ပြက်အောင်လုပ်ပေးတဲ့လူတွေကဘသူတွေလဲတရုတ်လူတွေပဲ ကျွန်တော်ကွန်ဒိုက်ခါကိုပြန်စီအောင်ထရပ်ကိုကျွန်တော်တာဝန်ပေးမှာလားဆောက်ယူလို့ရမင်းတော့ ਆ လေကွာကားပြောနေစစ်ဒေါသထွက်နေတယ်ကျွန်တော်ပြောတဲ့အပွင့်အချက်နဲ့ကိုလေမင်းတို့ညာတွေကမမီတာအရန်ဒေါသထွက်တယ်အဲ့လိုမျိုးငါတုံးနေများများရှိနေလို့ကွာကျွန်တော်မြန်မာနိုင်ငံမှာအဲ့လောက်ထိတော့တရုတ်ရဲ့ဂျွန်ဘွားရောက်နေတာ because we are damn stupid guys you guys are so fucking dumb you don't understand what i'm trying to say I point out a lot of things. Facts. And you still don't get it. It's really make me angry guys. It's it's, it's fucking irritating. So the no rock Myanmar na ngai YouTube pita ro ya dikka tawon ka. Di tiyong lu rin ko sat chin phu lo aku BGF lo tu lo u ma kwa. A to the BGF ye tin chaw nei ne ya ma phet phet khe da. မြဝတီစနောအိုးငွေလင်ကန်ပိရှာနေနေရဖြစ်လာတယ်ဥပမာပြောပြတာနော်မြဝတီကပီတူလူထုတွင်ဘာတွေလုပ်နေကြတာလဲမြဝတီကပီတူလူထုတွင်ကလေဆန္ဒတွေပြတ်တင်နေပြီနော်ဆန့်ကျင်တင်နေပြီဒါမှမဟုတ်ဒီမြဝတီကြီးကပဲခွေးဘွားရောက်တော့မှာမြဝတီကပီတူလူထုတေတာခံလူထုကလည်းအရန်ရေးပါတယ်မြဝတီကမြဝတီကပီတူလူထုကထပြီးမှဒီကိစ္စကိုပြောတင်လာတယ် BGF ပေါ်မှာလည်းပစ်တင်စရာရှိပစ်တင်လိုက်ရေးရတာပစ်တင်လိုက်ဒါမှမဟုတ်ရင်မင်းတို့မြောက်ဝတီတခုတည်းသာနာမည်ဆူးနဲ့ကြော်ချမှာမဟုတ်ဘူးကျွန်တော်တို့အခုတနိုင်ငိုင်းလုံးကိုပါနာမည်ဆူးနဲ့ကြော်ချခဲ့တာဒီအရာအားလုံးကကျွန်တော်တို့ကုန်တိတ်ခါကိုကျွန်တော်တို့မှကျွန်တော်တို့ကပဲပြန်စေရမှာကိုကိုကုန်တိတ်ခါကိုကိုကိုယ်တိုင်ကပြန်စေရမှာမင်းတို့ကသူများကိုပဲအာကူပြီးမှသူများကပဲကျွန်တော်တို့ကုန်တိတ်ခါကိုလာစေပေးမယ်လို့မထင်နဲ့ ဒါကျွန်တော်ရဲ့ responsibility ဖြစ်နေတယ် we must all come together speak up against china ဘောရဘောရတော့ so ခွေတော်ဒေါသလို့မခေါ်နဲ့ရင်လေဂျွန်းကဒေါသကကောင်းပါလားခွေတော်ဆားလို့ခေါ်ပါလားခွေခွေဒေါသဆိုတာကဒေါမမွေးတဲ့ဒေါသတွေကိုပြောတာမဟုတ်ပါဘူးကျွန်တော်ရဲ့ဉာဏ်ကိုပြောတာပါကျွန်တော်ရဲ့ဉာဏ်တွေကျွန်တော်ရဲ့ကျွန်တော်ရဲ့ဉာဏ်တွေအမျိုးအမြင်တွေကိုပြောပြတာ အရှမ်းဒေါသထွက်တယ်တရုတ်နဲ့ပတ်သက်ပြီးမှမြန်မာနဲ့ပတ်သက်ပြီးမှပြောသွားလို့ဆိုရင်ကျွန်တော်ကအမေရန် emotional ဖြစ်တဲ့အရှမ်း emotion ဖြစ်စိတ်မထိန်နိုင်တဲ့ဘာဖြစ်လို့လဲဆိုတော့ဖျင်းဖျင်းနဲ့ကြည်လေလေဖတ်လေလေကြည်လေဖတ်အရန်စိတ်လာတယ်ကျွန်တော်ကမြန်မာပြည်ကိုအရန်ချစ်တဲ့လူတယောက်တည်းမှပါတယ်ကိုကိုကဘာမှမလုပ်ပေးနိုင်ပြင်မယ်အရန်ချစ်တယ်ပြင်မှာပြုလေမြန်မာပြည်ကအရန်ကိုဇန်ယာရနဲ့ natural resource နဲ့ချမ်းသာကြွေးဝနေတဲ့နိုင်ငံကျွန်တော်နိုင်ငံသားခေါင်းဆောင်ကောင်းလေးရှိနေမယ်ဆိုတော့ ဘလောက်ထိ HMB မှာတာယာလှပတဲ့နိုင်ငံဖြစ်မလဲဆိုစဉ်းစားရင်တွေးရင်းနဲ့အယံရက်ကိုနှမျောခဲ့တာအလောက်ထိမြန်မာနိုင်ငံရဲ့အနာကကိုကောင်းပေမဲ့တရုတ်နိုင်ငံကလာပြီးမှအစတရုတ်အစုရကလာပြီးမှဖြစ်စည်းရုံသာမကဘူးတရုတ်လူတွေကလာပြီးမှဖြစ်စည်းတာကိုရင်နာလုံးလုံးမဆုံးတာကွာသူတို့ရဲ့လောရည်တွေကြောင့်မြန်မာနိုင်ငံရဲ့ပြည်သူတွေရဲ့ဘဝကိုဖြစ်စည်းတာအိမ်မက်တွေကိုဖြစ်စည်းတာလူနေမှုတွေကိုဖြစ်စည်းတာ အဲ့ဒါတွေအားလုံးကိုတွင်းရင်းတွင်းနဲ့ခင်ဗျားတို့ရင်မနာကြဘူးလားမြတ်ဝတီကလူကျွန်တော်ရဲ့ဗီဒီယိုကိုလည်းတက်နိုင်တယ်ဆိုမြတ်ဝတီကလူတွေကိုကြည့်အောင်မင်းတွေ့နိုင်အောင် share ပေးကြပါကွာရန်စိတ်နာလို့လို့ပါကျွန်တော်ဒီအရာတွေအားလုံးကတရုတ်ရဲ့လောက်ရဲ့ကြောင့်ဖြစ်နေတယ်ဒါတွေအားလုံးကကျွန်တော်တို့နော်နှုတ်ထမှာဖြစ်မဲ့ကျွန်တော်တို့ပြောမှာဖြစ်မဲ့ဒါမှမဟုတ်ရင်ကျွန်တော်တို့ရဲ့ဘဝအကြီးကဒီလိုပဲတရုတ်ရဲ့ ဂျွန်ဘဝတရုတ်ရဲ့ခွေးဘဝကလည်းအဆုံးသက်သွားလိမ့်မယ်ဆိုတော့ကျွန်တော်ဒီနေ့ပြောရတာကိစ္စကတော့ရိုင်းတာလေးရှိတယ်ကျွန်တော်ပေးပါဒါတော့မှလေကျွန်တော်ကအနည်းအချင်းလောက်ပဲကျွန်တော်စာဖတ်တလောက်ပဲပြောပြတာတော့အများကြီးကျွန်တော်တို့မပြောနိုင်တဲ့ကိစ္စပဲအများကြီးပါနေဆိုအစူရကဘလို့ဖြက်စီးခဲ့လဲဒီရုပ်လူမျိုးတွေကမြန်မာနိုင်ငံမှာလာပြီးမှဘလို့ဖြက်စီးခဲ့လဲဆိုတော့အနည်းအချင်းလေးပဲအချင်းချုပ်လေးနဲ့ပဲကျွန်တော်ကအရှင်းပြတာပါဆိုကျွန်တော်တို့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုလည်း လူများတိအောင် share ပေးကြပါဆိုမှတောင်းဆိုရှင်ပါတယ်ဆိုတော့ကျွန်တော်တို့လူငယ်တွေအားလုံးနှုထကြပါလူငယ်တွေအားလုံးပညာတင်ကြပါလေ့လာကြပါခုနိုင်ငံအတွက်နော်စင်ကျင်ရမယ့်ကိစ္စဘယ်သူမှမလဲကျွန်တော်တို့ကတော်လှန်ရေးကလည်းတက်တက်ပါပဲဒါပေမဲ့ eternal ပြတ်တာတွေအများကြီးရှိနေတယ်ဒါတွေအားလုံးကိုလည်းစင်ကျင်တင်တာတွေအများကြီးရှိတယ်ဒါပြည်သူလူထုအားလုံးတိုင်းကလည်းတာဝန်ရှိနေတယ် So, guys, that's it. Thank you so much for watching, beautiful people. I love you guys. Take care. God bless. ကျောဒါကကျွန်တော် YouTube channel အတစ်ပါမြန်မာနိုင်ငံအကြောင်းတည်တံ့ပြောနေတဲ့ YouTube channel အတစ်ပါတဘောကြရဆိုတော့ YouTube မှာ subscribe လုပ်ပေးချင်အဖြစ်အားပေးလို့ရ